ဘလောက်ကြာပြီတော့9လရှိပါပြီဘာလမှာရောတကယ်ရောတက်လို့လားတိုးတက်မှုရောတကယ်ရှိလို့လားဗောနော်9လအတွင်းမှာဗောနော်ဟုတ်ကဲ့9လအတွင်းမှာလေအများကြီးပဲတိုးတက်လာပါတယ်ဗောအရင်ကဆိုလို့ရှိရင်ဝင်နေစကားမပြောရတာလူကြောက်တာဖုန်းဝါစာဗောနော်ဖုန်းဝါစာတိတ်ပြီးမပြောချင်စကားမပြောချင်တာမျိုးဗောနော်အဲ့လိုမျိုးတွေရှိတယ်ဗောနော်ဒါပေမဲ့ဒီရောက်လာတဲ့အခါမှာအဲဝန်ထမ်းတွေလူတွေအများကြီးပြောဆိုဆက်ဆံရတဲ့အခါမှာဗောနော်ဒီလေးလေးနဲ့မပြောရဆိုရင်ရှိတာတယ်ကိုယ့်ကိုယ်ကိုယ်ငြင်းမှုရှိတာရယ်ဗောနော်အဲ ားတွေလည်းအများကြီးပြတ်တက်လာရပေါ့နော်အဲ့ဒီအဲ့ဒီအပိုင်းတွေလည်းတိုးတက်လာတယ်။ဒါမျိုးရှင်ပေါ့နော်ဒီကွန်ပျူတာပိုင်းကွန်ပျူတာပိုင်းဆိုလို့ရှိရင်လည်းညီတော်ဆိုလို့ရှိရင်ပေါ့နော် လက်ကွက်လောက်ပဲရတာမျိုးအဲနည်းနည်းပပလောက်လေးပဲအပေါ်ရံလောက်လေးပဲဝေါ်လောက်ပဲသုံးတက်တာမျိုးပေါ့နော်ဒီမှာသေးချာ training ပေးတယ် training ပေးတဲ့အချိန်မှာလည်းကွက်သေးချာလုပ်တယ်နောက်ပြီးလို့ရှိရင်လုပ်ငန်းထဲမှာလည်းသုံးရတယ်ပေါ့နော်သုံးရတဲ့အခါမှာပုံရပိုင်းလည်းအများကြီးတိုးတက်လာတယ်အဲ exam ပိုင်းနဲ့ exam ကို advance တွေအားစပေါ့နော်ဒီအမကြီးက senior တွေကသင်ပေးတယ်သင်ပေးတဲ့အတွက်ကြောင့်မို့လို့အခုကွန်ပျူတာဆိုရင်လည်း exam ပိုင်းနေလည်းရလာခဲ့တယ်ဟောဒီလေးသေးချာတွန်းတွန်းကျဉ်ကျဉ်အကုန်လုံးပေါ့နော်တွန်းတွန်းကျဉ်ကျဉ်လုပ်နိုင်လာခဲ့တယ်ပေါ့နော်ဒါမျိုးလို့ရှိရင်ဟောကစားတခြားအရင်ကဆိုလို့ရှိရင်ပေါ့နော် ထုတ်လိုက်။ပုံလေးဆက်ဆံရေးလည်းမကောင်းဘူး။နောက်ပြီးတော့ဒီမှာဘောနော်အဆုံးဖြတ်ချက်ချရတဲ့အဆုံးဖြတ်ချက်ချရမယ့်အပိုင်းတွေဆိုလို့ရှိရင်ကိုယ်တိုင်အဆုံးဖြတ်ချက်ချနိုင်တာဖြစ်ရေပေါ့နော်။ကိုယ်ကိုတည်ချာချာလုံးရတော့မယ်ဆိုလို့ဆိုအဲ့တည်ချာလုံးရတော့မယ့်ဟာကြီးလည်းလုံးနိုင်လာခဲ့ပေါ့နော်။အရင်တော့ဆိုလို့ရှိရင် ့ဩဝတနံနဲ့ဩဝတတန်ပုံစံမျိုးတွေပဲလောက်လာခဲ့ရမှုလေပေါ့နော်အဲ့လိုသူတွေချာချာဆုံးရက်ချက်ချပြီးလောက်ရတာမျိုးတွေသူတွေချာချာသူတွေချာချာတိတိကျကျလောက်ရတဲ့ဟာမျိုးတွေအဲ့လိုကိုကိုတိုင်းပေါ့နော်ဘယ်ပြောရမလဲ management လုပ်သူပုံစံမျိုးလောက်ရတာမျိုးမလုပ်ခဲ့ဘူးပေါ့နော်ဒီရောက်တော့မှလောက်ကြတယ်ဆိုတော့အစားပိုင်းကတော့အခက်ခဲရရှိရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဒီကနေတင်ပေးတယ်အမရဲ့စင်ညာတွေကနေတင်ပေးတယ်တင်ပေးပြီးတော့ကိုကိုလည်းဆုံးရက်ချက်ချခိုင်းတယ်ပေါ့နော်ဆုံးရက်ချက်ချခိုင်းတယ်ကိုဆုံးရက်ချက်ကိုလည်းအတည်ပြပေးတယ်သူတို့တွေကလည်းထောက်ခံပေးတယ် အားပေးကြရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကယုံကြည်ချက်ရှိတာလေလုံးနိုင်တာခဲ့ပေါ့နော်อืมนี่มาเลยอ่ะอ่ะสารว่าเอ่อบลูบามาเลยดูตาจောက်ตึดเลยรู้ပြောได้ฮะล่ะโอเคอะคืออ่ะอะคือมันจောက်တော့ไงกล้องมันก็ไม่จောက်တော့ยินว่าส่วนอ่ะวิดีโอย้ายพูဆိုလို့ရှင်တော့มาเลยไอ้หนูญาณน่ะไม่ป่าอ่ะไอ้หนูย้ายมั้ยส่วนญาณน่ะตะชั้นแม้ย้ายตาไอ้หนูမျိုးนี่ป่ะเนาะไอ้หนูမျိုးอะคือกล้องมันแล้วไม่จောက်တော့หนูแล้วไม่จောက်တော့ป่ะเนาะไอ้หนูป้องเนี่ยสั่นๆยีนี่ตลอดเนี่ยก้าวมาเก็บไปดิมาอ๋อเพรสเชอร์ยังปี้ล่ะ အဂရက်ရှင်မပြေပါဘူးပရက်ရှာရေလို့တော့ဒီမှာဆိုရင်ဘာမှမတည်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အကုန်လုံးကအမီအမီသားစုလို့ဒီမှာလို့ဘာမှမလို့အဲ့လိုမျိုးလဲဆိုတော့လေဘာမှစိတ်ပူစရာတော့ဘာမှမရှိပါဘူးอืมပျော်ရွှင်မှုရောရှိလို့လားအလုပ်ပဲဆိုတော့လေတနေ့ကောင်အလုပ်လုပ်နေရတာဆိုတော့လေပျော်ရွှင်မှုရှိပါတယ်တနေ့ကောင်လုံးဝပေါ့နော်ဘာစိတ်ပြည့်စုံမှုမှမရှိဘူးအကုန်လုံးကဆက်ဆံလုပ်နေတယ်အလုပ်လုပ်ကြတာဆိုတော့လေအလုပ်ထဲမှာလည်းအများကြီးပြောရတယ်ပေါ့နော်ဟိုကညီမရဲ့စီနီယာမှပြောလို့အလုပ်ကတည်းကဒုတိယမိသားစုဆိုတော့ ိုတဲ့အတိုင်းပဲပေါ့နော်တကယ်လည်းမိသားစုလိုမျိုးပဲခံစားရပါတယ်။ Okay okay အဲ့ဆို HR တယောက်အနေနဲ့ရောဒီမှာကဘယ်လိုပဲမှလည်းဒီလိုမျိုးဆုံးဖြတ်ချက်ဟိုစားဆုံးဖြတ်ပိုင်ခွင့်ပေါ့နော်ပေးထားတာရှိလား HR တယောက်အနေနဲ့ဒီမှာဆုံးဖြတ်ပိုင်ခွင့်ပေးထားတာရှိပါတယ်ဟုတ်ကိုယ်ပိုင်လိုမျိုးကအစင်းစားခိုင်းနေဆုံးဖြတ်ခိုင်းနေပေါ့နော်အဲ့ဒါကြီးလည်းတင်ပေးရပေါ့နော်တင်ပေးပြီးစင်းစားခိုင်းနေဆုံးဖြတ်ခိုင်းနေကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်းအဲ့လိုမျိုးတင်ပြရတယ်ပြောပြရတယ်တင်းဝတ်တင်ပေါ့နော်အဲ့လိုမျိုးလည်းလုပ်ရတာ ်ရှိပါတယ်အကုန်လုံးအကုန်လုံးအပြည့်အဝလုပ်ပိုင်ကိုပေးထားပါတယ်လက်ရှိလုပ်နေတဲ့တယောက်အနေနဲ့ပေါ့နော်ဟိုစာအိရှာဟိုအိရှာဘယ်မနေပဲထဲဝင်လာချင်တာပဲဖြစ်ဖြစ်ရုံမိုင်းအလုပ်တွေကိုလုပ်ချင်တာဆိုရင်အဲ့လိုမျိုးဘယ်လိုမျိုးကလေးတွေဆိုလို့ရှိရင်မတော်နဲ့တင်းတော်မယ်လို့ထင်တယ်အဲဟိုအိရှာနေပြည်တော်ဝင်လာမယ်ဆိုလို့ရှိရင်ရုံမိုင်းတွေဝင်လာမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကိုယ့်အတွက် ကိုတက်ဒီအိရှာလုံငန်းအကေရီယာတစ်ခုဖြစ်နေသွားခြင်းလေဆိုတဲ့လူမျိုးတွေအတွက်တော့ဝင်လာသင့်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီမှာအများကြီးပညာရတယ်။ရုံပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အများကြီးပညာရတယ်။အများကြီးလည်းသင်ပေးရပေါ့နော်။ Okay ဟုတ်။အဲဆိုရင်ဒီအိရှာပိုင်းမဲအဆင်ပြေမလား။တခြားပိုင်းတွေရောဒီမှာလည်းလုံးအဆင်ပြေလောက်လား။တခြားပိုင်းတွေလည်းအဆင်ပြေပါတယ်။ Marketing မှာဆိုလည်း Marketing မှာအပြောက်ပေါ့နော်။အများကြီးတိုးတက်ကြတယ်ပေါ့နော်။တင်စရာကြီးလည်းအများကြီးပဲ။စိတ်ဝင်စားဖို့ကောင်းတာတွေလည်းအများကြီးပဲပေါ့နော်။အဲ့လိုမျိုးအဲ Office ဆိုလည်း Office ပိုင်းဒီအိရှာပိုင်း Finance ပိုင်းအကုန်လုံးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။တင်မှုစီ တွေအများကြီးနေမှာပေါ့ဗျာဝင်လာလို့ဆင်းနေပါတယ်အသက်အရွယ်ပညာရေးအချင်းလုံးဝမကြည့်ရဲစ조사ချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှင်ပါအလုံးလိုရင်ဟုတ်ရှိရဲ့နော်